ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Studio Channel ကနေပြန်လည်ပြီးတော့မှကြိုဆိုပါရခင်ဗျာပရိသတ်တို့ရဲ့ကျွန်တော်ရဲ့ Channel ကနေလူမိုက်ကြီးများဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးနေပါရခင်ဗျာဒီနေ့မှာတော့ကြန့်ရှင်းနေတဲ့အပိုင်းလေးကိုဆက်လက်ပြီးတော့မှတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့နေလေးပါခင်ဗျာကိုဘလုံးရော့အဲ့ဒီကောင်ရရင်နေဖြောအမွှေးနှုတ်ပြီးလို့ရှိရင်မြေဦးသေးမင်းများနဲ့အရေးတော့ကောင်းကောင်းလေးချက်ကြိုအရက်နဲ့မြည်မယ်ဗျာအုံးကျော်ကကြက်သေးကြီးကိုဖိုးလုံးရဲ့ရှေ့စပွဲကုံပေါ်ပြစ်တင်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့စပွဲကုံပေါ်မှာ သူထောင်ထားခဲ့တဲ့အရက်ပလင်းကိုဆွဲယူကတမောမော့ပြီးတော့ကိုဖိုးလုံးရဲ့ဘေးတန်းရပေါ်မှာဝင်ပြီးတော့ထိုင်ပါတယ်ကိုဖိုးလုံးကချက်မဲလည်းမပြောမချက်ဘူးလည်းမပြောအချိန်တစ်ခုကြာတဲ့အထိကျဲ့တဲ့ကြီးကိုမျက်တော်မခက်စိုက်ပြီးတော့ကြည်နေပါတယ်အဲဒါကြောင့်အုံကျော်ဟာမျက်မှောင်ကျုံသွားရပြီးတော့ဟေ့လူဘာကြောင့်ကြည်နေရလဲဗျချက်ကြစီကမြင်မြန်သွားချက်ကျိုးအရက်နဲ့အခုမြင်မှနော်အုံကျော်ကပြောလိုက်ပါတယ်ကိုဖိုးလုံးကကြားဟန်မပြုကျဲ့တဲ့ကြီးကိုကြည်မြဲတိုင်းကြည်နေပါတယ်သူပြောတာကိုဂင်းမဆိုင်တဲ့အတွက်အုံကျော် ဒေါသထောင်ကနေထွက်သွားရပါလေ။ဟောကွာဒီလူကတော့တေတော့မှာပဲပြောနေအောင်ယူမဆိုင်ဘူး။ငါအခွက်ကိုထိုးထည့်လိုက်ရ။အုံညိုကဖိုးလုံးကိုအင်းကြီးကော်လန်ကိုဘဲဘဲလက်နဲ့ဆောင်ဆွဲပြီးတော့မျက်နာကိုလက်သီးနဲ့ရွယ်ကပြောလိုက်ပါလေ။အဲလိုမှဖိုးလုံးကကြောက်ကြောက်လန့်လန့်နဲ့မမလို့ပါနဲ့ကွာ။တော့တော့ချက်ပါမယ်။တော့မှဆိုအခုမြင်မြင်တော့ချက်။မကြစင်းနဲ့။ကြာလို့တော့လေခမည်းရဲ့အခွက်စုပ်ပြီးလာမှတော့။အေးအေးပါကွာ။ ဖိုးလုံးကပြောပြီးတော့ကြက်တေကြီးကိုယူကမိဖို့ခံဘက်ကိုခက်တုတ်တုတ်ထွက်သွားပါလေဘလို့လုံမမသိဘူးကြုံတုံကြားရတာနဲ့ဟာဒေါသောင်လာဆွားနေဟာအုံးချုပ်ဟာတောက်တစ်ချက်ခောက်ပြီးတော့အရက်ကိုမောတောင်လိုက်ပါလေကဲမင်းတို့နေမှာငါတိုင်းနဲ့ဘဲကြက်တိုက်ရဲတယ်တိုက်ရဲတဲ့ကြက်ဝိုင်းလေးကိုချနောက်တဲ့တဝိုင်းတင်းမယ်ကွာတရားသားကြက်ပိုင်ရှင်ကသူ့ရဲ့ကြက်ကောင်းကိုအသာလေးပို့ပြီးတော့အောင်းနိုင်သူပြီးပြီးပြောပြီးတော့စိန်ခေါ်ပါတယ် တရားသားကျဲ့ရဲ့စံသားကိုမျက်ဝါးတင်တင်တွေ့မြင်ထားလေတော့ကြက်ပိုင်းမှာရှိနေကြတဲ့ကြက်ပိုင်းရှင်တွေအားလုံးကသူ့ရဲ့ကျင်နဲ့မတိုက်ရဲပဲဖြစ်နေပါတယ်။သူတို့ရဲ့ကျက်တွေကိုပိတ်ပိုက်ထားပြီးတော့ငြိမ်နေကြပါတယ်။ဖြောင်းလေပြောနေမှကြားဘူးလား။ငါသားကြီးနဲ့ဘဲကျက်တိုက်ရဲလေလို့တိုက်ရဲတဲ့ကျက်ဝိုင်းနေချာကွာ။တရားသားကျက်ပိုင်းရှင်က နောက်တစ်ကြိမ်ထပ်ပြီးတော့စင်ခေါ်ပြီးဘယ်သူမှမလုပ်ငြိမ်မြဲတိုင်းငြိမ်နေကြပါတယ်။အဲဒါကြောင့်တရားသားကဟဟဟပပဲရီမောလိုက်ပြီး အဲ့ဒီချိန်မှာဘယ်ရနေဘလို့ရောက်လာလဲမသိတဲ့ကြက်တဲကောင်ကတရားသားကြက်ပိုင်ရှင်ရဲ့ခေါင်းပေါ်ကနေခုံပြန်ကျော်လွားပြီးတော့ဝိုင်းနေကိုအထာကြကြဝင်လာပါလေကျိုးတဲ့ဆိုတော့တရားသားကြက်ပိုင်ရှင်ဟာလက်မီတော့အဲ့ဒီကြက်ကိုမျက်လုံးပြူမျက်စံပြူနဲ့အန်အော်တကြီးကြည့်နေပါလေအဲ့ဒီကြက်ကဝိုင်းနေရောက်တာနဲ့အတောင်ပံကိုတပြောင်းပြောင်းမြည်အောင်ခက်ကအလွန်အောင်မြင်တဲ့အတန်းနဲ့တွန်းလိုက်ပြီးတရားသားကြက်ပိုင်ရှင်ရဲ့ကြက်ကိုလည်းစူးစူးဆက်ဆက်ကြည့်လိုက်ပါလေသူ့ရဲ့ပုံကအလွန်ကိုရဲရင်ပြီးတော့တတိရှိတဲ့စစ်သူကြီးတယောက်ရဲ့ပုံ ဘာကုန်းမှကြောက်လန့်တဲ့ပုံစံလည်းမရှိဂယုလဲစိုက်မဲ့ပုံမပေါ်ကြက်ဝိုင်းကိုကြည့်နေကြတဲ့သူတွေအားလုံးအရိကျက်ကိုအလွန်စိတ်ဝင်စားလို့သွားပါတယ်ဘေးရမျိုးလိုရောက်လာလည်းမသိတဲ့ကြက်တကောင်ကခဏလေးအတွင်းမှာကြက်ဝိုင်းကိုကြည့်နေသူတွေအားလုံးရဲ့အာယုံကိုဖန်ဆားလိုက်တာဖြစ်ပါတယ်အဲ့ဒီလူတွေမှာအေးမောင်တို့လူစုလေအပါဝင်ဖြစ်ပါတယ်ကောင်းလေးတွေကြက်ကွာဒီကြက်မျိုးတကောင်ရှိလို့တော့အေးသေးသေးပဲငွေရီလေးလွေရီတို့အตาလေးကောက်ထည့်လို့ရပြီကွာကျော်သေးရဲ့နှုတ်ကခတူတူလေးရေရွလိုက်ပြီးတော့ ကောင်းလေဘာလို့ကြည့်ပြီးတော့မင်းကကောင်းတယ်လို့ပြောရလဲကွမောင်အေးကမေးပါတယ်အဲ့ဒီကောင်ကတာမန်ကျက်တဲ့ကောင်မဟုတ်ဘူးကိုကြီးကတိုက်ကျက်အစင်မျိုးလည်းမဟုတ်ဘူးအဆက်မျိုးကျိုးတင်တာမမဟုတ်ဆိုရင်အဲ့ဒီကောင်ကတော့ကျက်နဲ့တိုက်ကျက်ဆက်ထားတဲ့ကောင်ဖြစ်မယ်ခြေထောက်တွေကတော့ကျက်ခြေထောက်တွေပြဟာမင်းကကြက်မှန်ရှင်မဟုတ်ပဲနဲ့ကျက်ရဲ့ကြောင်တိလိုက်လားကွတိဆိုကျုပ်ကငငယ်လေးတွေကကျက်ဝိုင်းနေဖဲဝိုင်းနေဆိုရင်အဖေနဲ့တူတူအဖော်ဖြစ်လိုက်နေကြဗျအဲ့ဒါကြောင့်ကျက်တဲ့ကောင်ရဲ့ပုံမှန်တဲ့တန်အမွေးတောင်ကိုကြည့်လိုက်တာနဲ့ဒီကျက်ကတိုက်ကျက်အစက်လားအဆက်လားဆိုတာကောင်းကောင်းသိရဲ့ဗျ ဟာဟုတ်လိုက်တာငါတို့မှာကြဲချောင်းအဲ့လိုမသိဘူးကွာအဲ့ဒါဆိုရင်အဲ့ဒီကြက်နဲ့စောစောဟာကြက်တိုက်မယ်ဆိုရင်မင်းဘယ်ရနေမလဲဟာမေးစရာလိုသေးလို့လားဗျာတော့ကြက်ဘက်ကပဲနေမှာပေါ့အဲ့ဒီကောင်ကဇွဲတက်တိတိတ်ကိုကောင်းနေကောင်နေဒီကောင်နဲ့ဒီကောင်ခုတ်ပြေးဆိုနေအသေးခွတ်ကြတာဘိုးမထားဘူးဗျအတက်ကလည်းတဆုံးနေစုတယ်မင်းအကိုကြီးစောင့်ကြည့်လိုက်အဲ့ဒီကောင်တစ်ဖက်ကြက်ကိုအသေးခွတ်လိုက်မယ်အဲ့ဒီအချိန်မှာလူအုပ်ထိကနေပြီးတော့အရင်ငါးပြေရှစ်လက်မလောက်အသားခက်လက်လက်နဲ့နှကမ်းမွေးရေးရေး ပိမိန်ပါပါမျက်နှာစင်းလူတယောက်ထွက်လာပြီးတော့သူ့ရဲ့ကိုမတိုင်းပြီးတော့လွေထားတဲ့လူအီကျိုးကိုခက်တိုတိုပြင်လွေကဝိုင်းနေကချက်ကိုအသာလေးကောက်ပြီးတော့ဖမ်းလိုက်ပါတယ်ချက်ကဆွေကင်းနေသူ့ရဲ့လက်ထဲပါသွားပြီးဖျောက်အဲ့ဒါမင်းကျက်လားတရားသားချက်ပိုင်ရှင်ကမေးပါတယ်အေးဟုတ်တယ်အဲ့ဒါငါချက်မင်းစိန်ခေါ်နေလို့မင်းရဲ့ချက်နဲ့တပွဲလောက်တိုက်ချင်လို့မင်းရဲ့ချက်ကိုကြည့်ရတော့တိုက်ချက်စစ်တော့မဟုတ်တော့ပါဘူးအဆက်ဖြစ်လိမ့်မယ်ဟောဘာအဆက်လဲတရားသားချက်ပိုင်ရှင်က အဲ့ဒီကျက်ရဲ့ပုံတန်နဲ့အမွေးတောင်ကိုကြည်ကကောက်ချက်ချပါလေ။အဲ့ဒီကျုပ်ကမမင်းနဲ့အရာမထွန်းဘူး။ငါကျက်နဲ့တိုက်မလားမတိုက်ဘူးလား။ဒါပဲပြော။အေးလောင်းချင်းနဲ့တော့မတိုက်ဘူး။ညာရင်တော့တိုက်မယ်။မျက်နှာသေးလူကခက်ရဲရဲပြောပြီးတော့ခေါင်းတင်းချင်းချင်းလှုပ်ကလက်ငါးချောင်းထောင်ပြပါလေ။တရားနာချက်ပိုင်ရှင်မျက်လုံးပြုလို့သွားပါလေ။ဟေး။ငါးတောင်ကြီးတိုက်မယ်။မင်းတိုက်မလား။တိုက်ရလားပြော။အာစိန်လိုက်လေ။မတိုက်ရတာဘာအကြောင်းရှိလဲဟေး။ငါးတောင်ကြီးဆိုတော့တိုက်ပြီးသားပဲ။ ေးအဲဒါဆိုရင်မင်းချက်ကိုဝိုင်းနေချက်မြန်နေသိလူကပြပြောဆိုဆိုနဲ့သူ့ရဲ့ချက်ကိုဝိုင်းနေကို ခြာပေးပါလေကဲငါသားကြီးမင်းအဖေရုံးနေကွာမင်းဘလောက်စွမ်းနေဆိုပြလိုက်စမ်းတရားသားကျပိုင်ရှင်ကပြောပြီးတော့သူ့ရဲ့ချက်ကိုဝိုင်းနေချပါလေဝိုင်းနေမှာကျက်နေကောင်ထိတ်တဲ့တိုးပြီးတော့အဲ့လိုထိတ်တဲ့တိုးပြီးမယ်ကျက်နေကောင်ကပြေးပြီးတော့မခုတ်ပါဘူးတကောင်နဲ့တကောင်ကအရေးချီကိုကြည့်နေကြပြီးနောက်တောင်းလို့ကြတော့တရားသားချက်ကခေါင်းကိုညှိပြီးတော့သူ့ကိုလာခုတ်ဖို့ခေါ်ပါလေ မြန်စင်းလူရဲ့ချက်ကတုတ်တော့မှမလို့ငြိမ်ပြီးတော့မှအရေးအခြေအနေကိုကြည့်နေပြီးအဲဒါကြောင့်မြန်စင်းလူနဲ့တရားသားတို့ဟာသူတို့ချက်ရဲ့အမိကိုနောက်ကနေမှုတ်ပေးလိုက်တော့မှတရားသားချက်ကတအားပြစ်ပြီးတော့ခုတ်ပါတယ်မြန်စင်းလူရဲ့ချက်ကအနောက်ကိုတလန်းဆုပ်ကရှောင်ပြီးကျွန်တော်ကိုအသာမြောက်ပေးလိုက်ပါတယ်တရားသားချက်ခုတ်ချက်ကလွဲသွားခဲ့ပြီးတော့ပြန်အကြမှာမြန်စင်းလူရဲ့ချက်ကျွန်တော်နဲ့သူ့ရဲ့မျက်နှာထိသွားပါတယ်အသားနာသွားတဲ့အခါမှာတရားသားချက်ကတရားချမ်းလိုက်ခုတ်ပြီးအဲဒီချက်ရဲ့ခုတ်ချက်တွေကို မျက်နှာစိမ်းလူရဲ့ချက်ကရှောင်းတင်းပြီးတော့အခွင့်ရရင်ရတယ်လို့တအားခုပါတယ်တချက်တချက်တရွာသားချက်က အနောက်ကိုလန်လန်ထွက်သွားတယ်ပြီးဒီလိုနဲ့နောက်ထပ်7မိနစ်လောက်ကြာတော့တရွာသားချက်ကသူ့ရဲ့ထုံးစံအတိုင်းမျက်နှာစိမ်းလူရဲ့ချက် နာနာမျက်လုံးချားတွေကိုတိတိခုခုပြင်ပြပါတယ်ဒါပေမဲ့သူ့ပြင်နေတော့မျက်နှာစိမ်းလူရဲ့ချက်ကသူ့မျက်နှာတိတိကိုအရင်ခုပြီးရုတ်တရက်ဆိုတော့မရှောင်းတင်းနိုင်ပြောင်းကနေဆိုမျက်နှာကိုအတက်ထီသွားခဲ့ပြီးတော့ချက်ချင်းဆိုသလိုသူ့ကြီးကဆိုးသွားခဲ့သလိုအထီလေးနာသွားခဲ့ပါတယ် ဲဒါကိုမြန်နေစင်းလူရဲ့ချက်ကတိတာကြောင့်အဲ့ဒီအခွင့်အရေးကိုလက်လုံးမခံတစ်ချက်ပြီးတစ်ချက်အားကုန်ပြစ်ပြီးတော့ခုတ်ပါတယ်တရားသားချက်ဟာအနောက်ကိုပလက်လန်ပြီးတော့မှဖိပြီးတော့အကုတ်ခံနေရပြီးခွင့်ရင်းခွင့်ရင်းနဲ့ကျန်တဲ့ကောင်လုံးဝိုင်းပြင်ကိုရောက်သွားပါတယ်အဲ့တော့မှတရားသားကသူ့ချက်ကိုကောက်ပြီးပြီးတော့ကုသပေးတယ်လို့မျက်နှာကသွေးတွေကိုလည်းရင်းနှီးစေကြောတန့်စင်ပေးပါတယ်မြန်နေစင်းလူရဲ့ချက်ကပြောပါလို့တဲ့ဒဏ်ရာမရအဲ့ဒါကြောင့်ကုသဖို့မလို့ဒီလိုနဲ့ပထမအကြိမ်ပြီးဆုံးသွားပါတယ်အခုဘလို့လဲဗျ ကြုံပြတာယုံမိလားတောကျဲအဆက်တွေကတကယ်ကောင်းတာနော်ကြက်ကုံကြက်ပြန်လဲမြင့်နေအတဲလဲတဆုံးပဲကျိုးစိတ်ထင်ဆိုတော့ဒုရီအချင်းနဲ့တပည့်ကျက်ကိစ္စပြတ်မှာဗျအေးကွာတကယ်ကောင်းနေကြပဲအဲ့ကြက်ကုံကတော်တော်လေးသဘောကျတယ်ဟောင်းသဘောကျလို့ရှင်ဘိုင်းမင်းအဲ့ဒီကြက်ကုံငါတို့ကြိုက်သေးပြီးပြီးဝဲမင်းပြီးရင်ဒီတကြောကကြက်သမားတွေကိုကြိုက်ပြီးအနိုင်ကျင့်မယ်ရဲကြီးကပြောလာတော့မောင်ကြီးကကောင်းတင်းရဲ့လို့ရင်လည်းအဲ့ဒီချက်ကိုဝယ်ဖို့အဲ့လောက်မလွယ်ဘူးငါကောင်ရဒီကောက်ပေါ်လေရောင်းမဲ့ပုံစံမရှိဘူး သူ့ချက်ကိုငွေဘလောက်ဘလောက်နဲ့တံမူလေးဖြတ်မှာမဟုတ်ဘူးကမလွယ်အောင်လွယ်အောင်လုပ်လို့ရပါတယ်ကွာဒေါကကြီးမှာအရေးကြီးဆုံးကဘာလဲငွေဟျောင်းငွေမရှိရင်ဘာမှစလို့လုပ်လို့ရတယ်အဲ့ဒီကောင်တောင်းတဲ့ဈေးတက်ကိုတုံးစားပို့ပြီးတော့ပေးမယ်ကွာမင်းကောင်ငါ့ကိုအဲ့ဒီချက်ရောင်းကိုရောင်းရမယ်မောင်အီးကတောပေါ်ယုံလေးပြုံးလိုက်ပါလေငွေရှိရင်ဘာမှစလို့လုပ်လို့ရတယ်ဆိုတဲ့စကားမှန်တဲ့တော့တော့မှန်ပါတယ်အေးဒါပေမဲ့အပြည့်ဝတော့မှန်မှန်ဦးကဘာဖြစ်လို့လဲဆိုတော့တချို့အရာတွေကငွေရှိတိုင်းလဲလုပ်လို့မရအောင်ကုံကုံပြောမယ်ကွာ မင်းတက်နိုင်လို့ငွေအပုံလိုက်ပေးမယ်ဆိုရင်တော့မရတဲ့အရာတွေအများကြီးရှိတယ်။ငါပြောတော့ဟုတ်မဟုတ်သိကျင်နေဆိုရင်မင်းအဲ့ဒီကောင်ကနေကြိုက်သေးပြီးပြောဝဲကြည့်မရစေအောင်။ညမင်းသေးကြလားရအောင်။သေးကြရဲကွာ။အဲ့ဒါမင်းနဲ့ငါနဲ့တဝိုင်းကြီးလောင်းမလား။အဲ့ဒီချက်ကိုငါဒီနေ့အဲ့ဒီကောင်စီကနေမရရအောင်ဝဲပြမယ်။ဟာ။တောင်းရနေတယ်ကွာငါကောင်။နှစ်ဝိုင်းကြီးလောင်းမယ်။ဘယ်လိုလဲမင်းလောင်းရင်လား။မောင်အင်းကလည်းလက်နေချောင်းထောင်းပြပြီးတော့အေးစိန်လိုက်လေ။ ကြာသလားလို့တိတ်လောင်းရတာပေါ့ကွာမောင်ကြီးကခေါင်းတင်းကြီးကြီးလှုပ်ပြီးတော့ကြော်သိရင်ပခုံးကိုလက်နဲ့အသာပုတ်ပြီးတော့ကဲကောင်းလေညနေကျန်တော့အရက်အဝါတော့ရအောင်အစင်းနေမယ်လားအာကိုကြီးရလေဗျာအစင်းနေပေါ့ကြော်သိန်းကလည်းခက်ပြုံးပြုံးပြန်ပြေးပါတယ်ဟောင်းလေမင်းတို့ဘာကောင်းနေလဲကြက်ဝိုင်းလာပြီးတော့ကြက်မလောင်းမင်းနဲ့ဘာဖြစ်နေလဲဟမ်တော်ရေးမပါလားတချိန်လုံးညင်ပြီးနားထောင်နေတဲ့စံသိန်းကပြောလာပြီးအာငါတို့လည်းကြက်ပဲလောင်းညာလေကွာ လက်ခွန်းကိုကျက်ပါမလားကွာမင်းတို့လောင်းနေရသူများစီရအချက်ကိုဝဲလို့ရမရလောင်းနေရဘေးအချက်နိုင်မယ်ဘေးကျရှုံးမယ်လောင်းနေမှာမို့လားဘလို့ပဲလောင်းလုံးလေကွာချက်ကိုအကြောင်းပြပြောလောင်းတာပဲအဲ့ဒါချက်လောင်းတာဘောကွာမင်းတို့ကောင်တွေကွာအယူလို့လို့ပေါ်လို့နေဘလို့ကောင်တွေလည်းမသိဘူးစန်နင်းကအပြစ်တင်တဲ့လေးတန်းနဲ့ပြောလိုက်ပြီးဒီချိန်မှာတရွာသားချက်ပိုင်းရှင်နဲ့မင်းနေစိလူလူကဒုရီယာအခြေကိုစတင်ပြီးတော့မှချက်နှကောင်ဝိုင်းနေပြန်လှုပ်ပါလေအဲ့ဒါကြောင့်ဇန်သိန်းတို့တွေဘာစကားမှမပြောတော့ဘဲနဲ့ ကျန်တဲ့ကောင်ဘယ်ပုံဘယ်နည်းနဲ့ခွေကြမလဲဆိုတာကိုစိတ်ဝင်တဲ့စားပြန်ကြည့်ကြပါလေ။ဝိုင်းနေရောက်တာနဲ့မင်းစင်းလူရဲ့ကြက်ကပြေးမခုပဲသူ့ရဲ့ထုံးစံတိုင်းတစ်ဖက်ကြက်ကိုအကဲခတ်တဲ့ပုံစံနဲ့မြိန်ပြီးတော့ကြည်နေပါလေ။သူ့နေရာမှာတခြားကြက်ဆိုရင်တစ်ဖက်ကြက်ကိုတရေချမ်းပြေးပြီးတော့ခုမှအမှန်။ဘာကြောင့်လဲဆိုတော့တစ်ဖက်ကြက်ကအထိနာထားတယ်မဟုတ်ပါလား။ပထမအချိန်မှာခံနာရပြီမဲ့တရားသားကြက်ကကြောက်လန့်ခြင်းလုံးဝမရှိ။ကဲဒီတခါတော့မင်းလည်းပဲ။နာဖို့တော့ပြင်လား။ မြင်းနေလေးရဲ့ချက်ကလည်းဂယုမဆိုင်တရားသားချက်ကပြေးပြီးတော့ခုတဲ့အခါမှာကြက်ဝိုင်းကိုကြည့်နေကြတဲ့သူတွေအားလုံးကတရားသားချက်ရဲ့ဇွဲတရီကိုအတိမတ်ပြူတဲ့အနေနဲ့လက်ကိုအဓိကအားပေးကြပါတယ်အနာကိုရောက်တာနဲ့တရားသားချက်ကမြင်းနေလေးရဲ့ချက်ကိုဒရဲချမ်းခုတ်ပြီးမြင်းနေလေးရဲ့ချက်ကလည်းလိမ္မာပါနဲ့စွာနဲ့ရှောင်းကပြန်ပြီးတော့ခုတ်ပါတယ်သူရဲ့ခွေးချက်တွေမထီလေလေတရားသားချက်ဒေါသလေးထွက်ကပို့ပြီးတော့ခုတ်လေလေတောင်းလောက်ကြတဲ့အခါမှာတော့တရားသားချက်ဟာမြင်းနေလေးရဲ့ချက်မျက်နှာတည်းတည်းကို ထိုးပြီးတော့ခုပါတယ်။ဒါပေမဲ့လည်းတစ်ဖက်ကျက်ကပါပါနေနေနဲ့အဲ့ဒီကျက်လာကိုစီးပြီးတော့မလိုက်တာကြောင့်အကြမှာလှမ်းပိုးလိုက်ပြီးချက်ချင်းဆိုသလိုအဲ့ဒီကျက်ရဲ့မျက်နှာမှာသွေးတွေဆူလို့သွားပါတယ်။နာလဲနာသွားခဲ့ပါတယ်။အသားနာသွားတာကြောင့်တယောက်သားကျက်ဒေါသတွေပိုးထွက်လာပြီးအဲ့ဒါကြောင့်အတင်းလှိမ့်ပြီးတော့ခုပါတယ်။ဒီတစ်ခါမှာတော့မင်းသိန်းလူရဲ့ကျက်ကမရှောင်တင်းတော့ပဲအားချင်းပြန်ကသူတစ်ချက်ကိုတစ်ချက်ဘာတပြန်ကြားတပြန်ပြန်ပြီးတော့ခုပါတယ်။ဟောသားတွေ့သန်းပါတွေ့သန်း မင်းတတိဘလောက်ကောင်းလဲအတက်ဘလောက်ဆွေးလဲဆိုတာအဲ့ဒီရဲ့တီအောင်ပြလိုက်စမ်းတရားသားကအတန်ကုန်អော်ပြီးတော့သူ့ရဲ့ချက်ကိုအားပေးပြီးညနေစိမ်းလူကတော့ဘာစကားမှမပြောခဲအေးနဲ့သူ့ရဲ့ချက်ခုနေတာကိုပဲမျက်တော်မခဲကြည့်နေပါလေအဲ့ဒီလိုနဲ့နောက်ဆယ်မိနစ်လောက်ကြာတဲ့အခါမှာကဲငါကောင်းကြီးကစားလို့ဝါပြီဆိုတော့အဆုံးသက်တိုက်ခွင်နဲ့မင်းရဲ့တိုက်ဖက်ကိုအသေးသတ်လိုက်စမ်းကွာမင်းရဲ့ပွဲကဆက်ပြီးတော့မကြည့်ချင်တော့ပြင်းသွားပြီကွာညနေစိမ်းလူကယုဒိရဲ့ပြောလိုက်တော့သူပြောတာကိုနားလေတဲ့ပုံစံနဲ့သူ့ရဲ့ချက်က ခြေထောက်နဲ့ချောင်းကွေးကတရားသားကျက်ရဲ့ခေါင်းမော်ကိုပြန်တက်လို့သွားပြီးတော့ခြေထောက်နှစ်ဖက်နဲ့ဘင်းညာအားကုန်ခုတ်ချလိုက်တော့တရားသားကျက်မရှောင်နိုင်အတက်တဆုံစုက မြေပြင်ပေါ်ကိုအယုတ်ကျပြက်ဖြစ်သွားခဲ့ပြီးတော့ဇန်းငင်ဇန်းငင်ဖြစ်သွားခဲ့ပါလေမျက်စိတမိတ်တွေမှာပြပြက်သွားခဲ့တာကြောင့်ကြက်ဝိုင်းကိုကြည့်နေသူတွေအားလုံးဟာကနေဟင်ကနေဖြစ်သွားရပါလေအဲ့ဒီလူတွေထဲမှာတရားသားကျက်ပိုင်ရှင်လဲအပါအဝင်မှာမျက်လုံးပြိုမျက်စံပြိုပါဇက်အဟောင်းသားနဲ့သူ့ရဲ့ကျက်ဇန်းငင်ဇန်းငင်ဖြစ်နေတာကို အံ့ဩတကြီးကြည့်နေပါလေ။မျက်နှာစင်းလူရဲ့ချက်ကအဲ့လောက်လောက်ရတာကိုအာမရ။အဲ့ဒါကြောင့်တစ်ဖက်ချက်ကိုချက်တော့နဲ့အာကုန်တက်နေပြီးတော့ဆွဲစိတ်ပါလေ။ဒီတော့မှတရားသားဟာပြပြတလဲဖြစ်ပြီးတော့မျက်နှာစင်းလူရဲ့ချက်ကိုအဝေးကိုမောက်ထုတ်ကသူ့ရဲ့ချက်ကိုကောက်ပြီးတော့ကုပါလေ။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။တောင်းတော့ကြတဲ့ခါမှသူ့ရဲ့ချက်လုံးဝငြင်းသက်သွားခဲ့ပြီ။ဘဝတစ်ပါးကိုကူးပြောင်းလို့သွားပါလေ။ချက်ချင်းဆိုသလိုတရားသားရဲ့မျက်လုံးအင်းတွေကမျက်ရည်တွေ အတားအဆီးမရှိကြလာခဲ့ပါရဲ့ကြပိုင်းကို ကြည့်နေကြတဲ့အားလုံးကလည်းစိတ်မကောင်းဖြစ်သွားပြီးတော့ကဲကွေဘလို့လဲဗျကြုတ်ပြတာယုံလားတိုးကျတဲ့ခုပြီဟေးဆိုရင်အတီခွတ်တာပါဆိုမှကြိုတင်ဟာတရော်သားလက်ထဲကင်ထားတဲ့ကြက်တဲကြီးကိုကြည့်ပြီးတော့ပြောလိုက်ပါရဲ့အေးယုံမီကောင်လေးဟာမယုံလို့လည်းမရတော့မင်းကောင်ကငါမျက်စိရှိမှနဲ့တဖက်ချက်ကိုအတီခွတ်သွားတာတကယ်ကောင်းနေချက်ကွာပြောတရားမှတကောင်မင်းတော့အဲ့ဒါတော့အမှန်မဲကိုရာတကယ်တရားမှတကောင်မင်း ကောင်းငင်ချေကကြက်တန်းခွတ်တယ်လားမဟုတ်ဘူးဗျ။ဟင်ဘာလေးကွာကောင်းငင်ချေဆိုတာ။ဟာဝေးရတယ်။ကောင်းငင်ချေဆိုတာအဲ့ဒီကောင်နောက်ဆုံးသုံးသွားတဲ့တိုက်ပွဲကိုပြောတာ။အဲ့ဒါကိုကောင်းငင်ချေခွတ်တာလို့ခေါ်တယ်။အဲ့လိုခွတ်တဲ့ချက်ကတော်တော်လေးရှားတယ်ဗျ။ခဏပြောသလိုတရားမှတကောင်းတော့မရှိဘူး။ဟာကြိုက်ပြီကွာ။အဲ့ဒီချက်ကိုဒီနေ့ကအရဝဲပြီပဲ။ကဲကိုလူကြက်ရှုံးပြီ။ပြီးသားမောင်များလောင်းကြီးငွေ9000။မြန်မာကြီးလူကသူ့ရဲ့ချက်ကိုကောက်ပေးကလေးတန်းအေးအေးနဲ့ပြောလာခဲ့ပြီး တရားသားကမကြည်မနဲ့နဲ့မတ်တဲ့ရက်က55တောင်းထုတ်ပေးပါတယ်။ပြီးတော့မြန်စင်းလူရဲ့ချက်ကိုမကြည်ကြည့်ကြည့်ပါတယ်။မြန်စင်းလူရဲ့ချက်ကဂိမ်းဆိုင်တဲ့ပုံစံနဲ့ပြန်ကြည့်နေတယ်လို့လို့တရားသားဟာဒေါသထောင်းကနေထွက်သွားပြီးတော့တောက်တဲ့ချက်အခေါက်ကသူ့ရဲ့ချက်ကိုပွင့်ရင်းနဲ့အဲဒီနေရာကထွက်သွားသွားပါတယ်။အဲတော့မှမြန်စင်းလူလေးတဟားဟားအော်ရင်ရင်နဲ့အဲ့တော့သူ့ရဲ့ချက်နဲ့ဘဲချက်တိုင်မလဲဆိုပြီးတော့စိန်ခေါ်နေပါတယ်။ဟဲ့လို့ခမရဟင်အခုဒီမကြက်သေးဘူးလားဗျာ။ ကျူဆောင်နဲ့ကြာပြီနော်ဘယ်ချင်အရင်နဲ့မြည်ရမှာလဲဗျအုံးကျော်ကမိဖို့ကန်နေဝင်လာပြီးတော့မေးပါလေအေးကျက်တော့မှာပါကွာကျက်ကရင်းတော့တော်တော်နဲ့မနှုတ်ဘူးကအဲ့အကြောင်ကြားနေရညပြတဲ့မောင်တော်တော်တော့လူမလူကျူစားကြည့်မယ်ဖိုးလုံးကခေါင်းကြီးပြပြီးဒေဟုတ်ဖုန်းကိုဆွဲလန်လိုက်ပြီးတော့ကျက်သားဟင်းရဲ့မွေးရင်ထဲကအုံးကျော်နှကောင်းနေအလုံးလိုက်ဝင်လာပါလေအုံးကျော်စီထဲမှာကျက်သားဟင်းစားကြည့်နေတဲ့စီထဲကတဘာဘာဖြစ်လာပြီးတော့မွေးလိုက်တဲ့ဟင်းကွာ အနှံ့တော်တလောင်မွင်းနေအရသာတော့ပြောကြလူမှမဟုတ်တော့ဟဲ့လူမြင်းစေဗျာမရတော့ကြုတ်စားခြင်းနေပြီအေးအေးပါကွာကိုဘလုံးကဘေးမှာချတာတဲ့ဇုံကိုယူကကြက်သားတုံးစေပြီးတော့အုံညို့ကိုပြပါလေစားခြင်းလုံးနဲ့စိတ်မထိန်နေတာကြောင့်ကြက်သားတုံးကိုလက်နဲ့တန်းယူကဇုံကိုတော့မယူအခုမှဒေဝလေးကပူပူနေနေစေထားတာကြောင့်ကြက်သားတုံးကအငွေတနောင်းထကအလွန်ပူနေပါလေအဲဒါကြောင့်ကြာကြာမကန်နေကြက်သားတုံးကိုမြေပြင်ပေါ်ဖြုတ်ချလိုက်ရပါလေ ဟာခွဲနေမှာပူလိုက်တာကွာသူရဲ့လက်ပူသွားတာကြောင့်ဘုံညိုကထားသေးပြီးမြေပေါ်ကျနေတဲ့ကြက်သားတွေကိုခြေထောက်နဲ့ပြစ်ကန်လိုက်ပါတယ်မေးပြီးကောဟမ်ပူရတော့မှနေသေးတခါတည်းလက်ပါပြက်ကြသွားမှာအခုလေးတင်ဦးရီရဆယ်တော်မြင်းရတာနဲ့အလောက်တော့ငတ်နေလားမသိဘူးကိုဘိုးလုံးကနှုတ်ကနေတော့မပြောစီတီကနေပြောလိုက်ပါတယ်ဟေးလို့ဘာကြည့်နေလဲဗျနောက်တုံးစင်လေးဗျအေးပါပေါင်းစင်ဖုံးလုံးဟာပြပြတယ်လေးဖြစ်ပြီးတော့ကြက်သားနောက်တုံးကို အကြီးနဲ့ဇွန်းနဲ့ခက်ကအုံညော့ကိုပြီးပါတယ်။အုံညော့ကယူပြီးတော့ကြက်သားလုံးကိုအင်းနေအောင်မို့ပြီးအေလော့ပြီးထင်ပြီးတော့မှပါဇက်သေးကိုထေခါစားပြီးတော့အကြီးကိုလည်းအရသာကန်တောက်ပါတယ်။ဟာနိုးလေဗျ။အသားတော့နိုးနေပါပြီ။ခဏတော့ချပြနော်။ဟင်းအရသာဘလို့နေလဲ။ပို့လာငန်းလား။ဟိုအဆက်ကအတော်ပဲလောက်ကနူးကြီးထုံးပြီးတော့ထေပြီးအောင်မလား။ဒေါ်ကြီးကမထင်းနေတော့ဒါတော့ပဲကောင်းတယ်။ဒါဆက်လို့ရှင်လေအရင်မတောက်နိုင်ဘူးဖြစ်နေမှာဗျ။ ဒါဆိုငါပကနေထိပ်ပြီးယူခဲ့ရမလားဟာအခုမထိနေအောင်လေဗျာခဏအောင်နေမှာထိအဲ့လောက်ဆိုရင်ကွက်တီးပဲအုံးကျော်ကပြောပြီးတော့မိဘကန်လေးကထွက်သွားပြီးတင်ရပေါ်သွားပြန်ထိုင်ပါလေနောက်ထပ်9မိနစ်လောက်ကြာတော့မိဘကန်လေးကနေကျင်းသားဟင်းပကန်ကန်ပြီးတော့ဖိုးလုံးထွက်လာပါလေအဲ့ဒီနောက်အုံးကျော်ရှိဇပွဲကုံပေါ်လာပြီးတော့ခြာပြေးပါလေဟင်းပကန်ခုံပေါ်ရောက်တာနဲ့အုံးကျော်ကဇွန်းကိုယူပြီးဟင်းရီကိုအခက်ကဖူးကနေမှုတော့ပြီးတော့ကျက်သားကိုဆဲပြီးတော့စားပါလေကဲကြောင်ပိုင်းကိုကြည့်နေကြတဲ့ လူကြီးမင်းတို့ဗျာလူကြီးမင်းတို့ထဲမှာကျိုးရဲ့ကြက်နဲ့တိုက်ရဲတဲ့ကြက်ရှိပါသေးလားရှိလို့ရှိရင်ရှေ့ကိုထွက်ခဲ့ပြီးတော့လူကြီးမင်းတို့ရဲ့ကြက်ကိုဘိုင်းနဲ့လာချပေးနေပါလေနောက်ထပ်တပွဲတော့ထပ်ပြီးတော့နှွဲကျင်နေလို့မြင်းစိမ့်လူကသူ့ရဲ့ကြက်ဝိုင်းနေချကစိန်ခေါ်ပြီးအဲ့လိုပြောလိုက်တာနဲ့သူ့ရဲ့ကြက်ကလည်းအတုံးမှန်တပြောင်းပြောင်းခက်ကအောင်မြင်တဲ့အတန်းနဲ့တွန်ပါလေဒီနေ့မှနာမည်ကြီးနေပါလေဆိုတဲ့ကြက်ကိုမြင်းစိမ့်လူရဲ့ကြက်ကအသေးခွတ်တက်လိုက်တော့ကြက်သမားတွေအားလုံးကရှေ့နေပါလေအဲ့ဒါကြောင့်တယောက်မှစိန်ခေါ်မှုကိုလက်မခံ ခဲခဲခဲလူချင်းမင်းတို့တွေမှာကျိုးရဲ့ကြက်နဲ့တိုက်ရဲတဲ့ကြက်ရှိပါသေးလားရှင်ရှိကိုထွက်ခဲ့ပြီးတော့ဝိုင်းနဲ့လာချပေးပါနောက်တစ်ခွဲထပ်ပြောနှွေးခြင်းလို့ပါမြင်းတဲ့လူကနောက်တစ်ချင်းထက်စိန်ခေါ်ပြီးဒီကောင်မလေးတယောက်မှမလို့ငြင်းနေပါလေအဲ့ဒါကြောင့်မြင်းတဲ့လူကခေါင်းကိုတင်းရဲရဲနဲ့တဲလေးကြောက်ကြတဲ့လူတွေပဲဗျာဟမ်နောက်ထပ်တတိယအကြိမ်ထပ်ပြီးတော့စိန်ခေါ်ပြန်ပါလေအဲ့ဒီခါမှလူအုပ်ထဲကနေအသက်30ရွယ်လူတယောက် ကျက်ကောင်ပိတ်ကရှိကိုထွက်လာပြီးသူကတော့အုံးမင်သာရွာသားကျက်သမားတယောက်ဟဲ့မင်းကျက်အတက်ဘလောက်ဆူးလဲဆိုတာသိအောင်ငါကျက်နဲ့တိုက်မယ်ကွာအေးတိုက်မှာတော့ဟုတ်ပါပြီဘလောက်ကြီးလဲဘလုံးမတော့မအောင်မင်းနဲ့ကွာလောင်းကြီးမပါပဲတိုက်မယ်ဘာဖြစ်လို့လဲဆိုတော့မင်းကျက်ကငါကျက်ဘယ်နည်းနဲ့မှမနိုင်ဘူးကမင်းကျက်လောက်လဲငါကျက်ကအတက်မဆူးဟာအစမ်းပါလားဟာငါကျက်ကိုမနိုင်မဲသိရတာနဲ့မင်းဘာလို့တိုက်ချင်တာလဲဘာလည်းမဟုတ်ပါကွာ မင်းကျက်ခွတော်ထပ်ပြီးတော့ကြည့်ရင်လေလို့တိုက်ချင်တာနောက်ပြီးတော့ငါကဒေဝသားအဲ့တော့ကြောင်ဝန်းကိုလာကြည့်တဲ့လူတွေစိတ်မပြေအောင်ငါရဲ့ချက်နဲ့ဖြောပြေးပြီးတဲ့သဘောပဲဟေးဟုတ်ပြီဟုတ်ပြီမင်းစိတ်တဲ့ကိုတော့ကြိုက်သွားပြီကွာရောကန်းဆိုတော့အဲ့လိုပဲဖြစ်ရမှာကွာကြိုက်ရင်တိုက်မှာလားဟာတိုက်မှာပေါ့ကွာမတိုက်ငါရဲရံကြမှာပေါ့ကောင်းပြီဒါဆိုစမယ်လို့အုံမနာရွာသားကပြောပြီးတော့သူ့ရဲ့ချက်ကိုဝိုင်းနေချမယ်လို့တော့ခဏနေအောင်ငါပြောမယ်မြင်းလေးလူကပြောလာပါလေ အုံမင်သာရွာသားကသူ့ကျက်ကိုဝိုင်းနေမချပဲအချိန်မီရက်လိုက်ပြီးတော့ဘာလဲပြောအဲတခြားတော့မဟုတ်ပါကွာဖြောပြေမှုတက်တက်တိုက်မှာဆိုတော့မင်းကျက်အန်ရမဖြစ်အောင်ငါကျက်အတက်ကိုအဝိစာလေးနဲ့ပတ်ပြီးတော့ထုတ်ပေးထားမလို့ဒါမှစိတ်ချမှာကွာမဟုတ်လို့ရှိရင်မင်းကျက်စောစောကကျက်လို့ပဲဘဝတစ်ပါးကိုပြောင်းသွားလိမ့်မယ်ငါကောင်ကြီးရဲ့ကြောင်ကကောင်းကောင်းနေတယ်မျက်နှာသိလူကပြောပြောဆိုဆိုနဲ့သူ့ရဲ့ကျက်ကိုဖမ်းလိုက်ပါလေအာမဟုတ်တာကွာဘာကိစ္စအတက်ကိုထုတ်ရမှာလဲ မင်းကျအတက်ဘလောက်ဆူတယ်သိအောင်တိုက်ပါလေဆိုမှအတက်ကိုတုတ်ထားမှာတော့ဘာတိမှလဲကွာဒီရမဲ့ချက်။တော်ငါအောင်ကြောင့်ငါကောင်းသည်လို့ပြောနေရတော့မဟုတ်ရင်တော့မင်းကျဘဝဆုံးနေမယ်။ဆုံးနေဆိုမဆုံးနေနေကွာမထုံနဲ့ဒီရမ်းချက်။အဲ့တော့မှမင်းကျအတက်ဘလောက်ဆူတယ်ဆိုတော့သိရမှာ။ပြီးရောကွာပြောမရတော့လေချတာပေါ့။မြန်သိန်းလူကပြောပြီးတော့သူ့ရဲ့ချက်ကိုဝိုင်းနေပြန်ပြီးချပေးပါလေ။အုံမင်းသာရွာသားလေးသူ့ချက်ကိုဝိုင်းနေကိုချပြီး အဲ့လိုနဲ့ကျန်တဲ့ကောင်ထိတ်တဲတိုးပါလေမျက်နှာစင်းလူရဲ့ချက်ကထုံးစံတိုင်းတဖက်ချက်ရဲ့အရေးချီကိုငင်းကားကြည့်နေပြီတဖက်ချက်ကအဲ့လိုမဟုတ်ဝိုင်းနေရောက်တာနဲ့အတင်းထိုးပြီးတော့ခုတ်ပါလေမျက်နှာစင်းလူရဲ့ချက်ကအားချင်းပြန်ပြန်မခုတ်နောက်ကိုတလန်းဆိုရှုံကခြေောက်ကိုအသာလေးမြှောက်ပေးလိုက်ပါလေတဖက်ချက်ရဲ့ခုတ်ချက်ကမထီးပဲနဲ့အားလုံးပြီးတော့ပြန်ကြမှာသူ့ရဲ့အတက်ကအဲ့ဒီချက်ရဲ့မျက်နှာကိုတွားပြီးတော့ထိပါလေချက်ချင်းဆိုသလိုအဲ့ဒီချက်မှာမျက်နှာမှာတွေးဆိုလို့တွားပြီးအထီးလေးနာသွားပါလေ အဲဒီခါမှာလက်ကုတ်တန်းတွေပြောင်းပြောင်းနဲ့ထွက်ပေါ်လာပြီးလူတွေကအုံမင်သာရွာသားကြက်ပိုင်ရှင်တွေလည်းပါပါတယ်မိမိချက်ကိုတွေ့လိုက်လို့မကြည်မနဲ့မဖြစ်အများကြီးတို့လက်ကုတ်တွေကအားပေးလိုက်ပါတယ်အသာနာသွားတာကြောင့်တစ်ဖက်ချက်ကဒေါသတွေထွက်ပြီးနေနေလူရဲ့ချက်ကိုဒရကျန်းထိုးပြီးတော့ခုတဲ့အခါထုံးတဲ့အနေနဲ့တစ်ဖက်ချက်ရဲ့ခုချက်တွေကိုလိမ္မာပါနဲ့စွာနဲ့ရှောင်ပြီးအခွင့်ရရင်ရသလိုပြန်ပြီးတော့ခုပါတယ်အဲဒါကြောင့်တစ်ဖက်ချက်ကနှစ်ချက်သုံးချက်ခုမှသူကတစ်ချက်လောက်ပြန်ခုနိုင်ပြီး ဒါပေမဲ့သူ့ရဲ့တချက်ကတချက်ဆိုဆိုတော့ထိပါတယ်။အဲ့လိုနဲ့နောက်ထပ်10မိနစ်15မိနစ်လောက်ကြာတော့ကျင့်တဲ့ကောင်ခွရင်ခွရင်နဲ့ဝိုင်းပြင်ဘက်ကိုရောက်လို့သွားပါတယ်။အဲဒါကြောင့်ပရမကြီးပြီးဆုံးလို့သွားပြီးပရမကြီးပြီးမှအုံမင်းသားရွာသားချက်ကမျက်နှာတစ်ခုလုံးဒိတန်တရေနဲ့စုပ်ပြက်တက်လို့သွားပါတယ်။အထီးလေးအတော်နာသလိုအုံမင်းသားရွာသားကသူ့ရဲ့ချက်ကိုကုသပေးပြီးမျက်နှာကတွေးလိကိုလေရင်းနဲ့ဈေးပြီးတော့ဒစိမ့်လူရဲ့ချက်ကတော့ဖြစ်လောက်တဲ့ဒဏ်ရာဒဏ်ချက်ဆိုလို့သိမရှိ အနည်းငယ်ပဲထိခိုက်မှုရှိတာပါငါကောင်မင်းတိတ်တော်တယ်ကွာခုချက်တိတစ်ချက်မှမလို့ဟိုကောင်ရဲ့မျက်နှာတစ်ချက်ပြီးတစ်ချက်ကိုထိတာအားရကြကောင်းတယ်ကျွေးရမွေးရယူနေတဲ့အကောင်ရဲ့အဲဒါကြောင့်လဲမင်းတို့ကတာအရင်တယောက်လိုချစ်မြနေနေကြကွာမင်းစင်းလူကကြက်ရဲ့ခေါင်းကိုအသာလေးနှမ်းကပြောပြီးသူ့ရဲ့ချက်ကိုအမိုးပြေရေးတိုက်ပါလေအမေနာရွာသားကတော့ဘာစကားမှမပြောနိုင်သူ့ရဲ့ချက်ကိုနောက်တစ်ခါပြန်ခွန်နိုင်အောင်ခက်ချင်းချင်းကူပေးနေပါလေဟဲ့အောင်ရေးဘုံမပြောမင်းကြလား မောင်ကြီးကဒေကြီးပခုံးကိုပုတ်ကမေးလိုက်တော့အေးကြားရလေကွာကြားရင်ခုအချိန်လေးကိုသဘောပေါက်လိုက်တော့နော်ယောင်ညနေငါတို့နဲ့အေးရွားတက်ပြီးတော့အိမ်မောင်စကားကြားပြီးတော့ဒေကြီးကမျက်မှောင်ကျိုးသွားပြီးနားမလည်နဲ့လည်းဖြစ်သွားပါတယ်နေစမ်းမောင်ကွာငါမသိလို့မေးပါမယ်ဘာကိစ္စနဲ့ငါကမင်းကိုအေးရွားတက်ရမှာတော့ဟာပြင်ဘာကောင်းလဲကွာအတိတ်မရလို့လို့ရှီပြောက်တော့မလုံးနဲ့တော့ယောင်စောစောမင်းနဲ့ငါနဲ့ဘာလုံးထားလဲမေးသွားပြီလားမမေးပါဘူးဘောင်းစီရဲ့ချက်ကိုဝယ်လို့ရမရ မေလောင်းတာမလားအင်းလေကွာဟုတ်တယ်လေအဲ့ဒါနဲ့ငါညနဲ့အရက်တိုက်တာနဲ့ပါဆိုင်လို့လေငါရှုံးမှာတိုက်မှာလေကွာဟဲ့မင်းရှုံးနေပြီအဲ့ကြောင့်ညနဲ့အရက်အဝါတိုက်လို့ငါပြောနေတာဘယ်ကငါရှုံးမှာလေကွာမင်းကောင်းတဲ့ငါနဲ့ဘာစကားတခုမှမပြောရသေးဘူးပြောစရာမလိုတော့လေကွာအဖေကရှင်းနေပြီအဲ့ကောင်ခုနကပြောတဲ့စကားမင်းကြားလားဟမ်သူ့ချက်ကိုသူသားအရင်တယောက်လိုချစ်မြတ်နေတော့တဲ့အဲ့တော့မင်းငွေကြိုက်တယ်လို့ပေးအဲ့ကောင်သူ့ရဲ့ချက်ကိုလုံးဝရောင်းမှာမဟုတ်တော့ ်ဖရာရအဲ့ငါမသိဘူးနော်ဒီဝဲပြီးလို့ရှိရင်အဲ့ဒီကောင်ငါစကားသွားပြောမယ်ပြင်အဲ့ချက်ကိုငါမရရအောင်ဝဲမယ်ငွေဘလောက်ပေးရပြီရကွာငွေအပုံလိုက်ပြီးရင်မင်းကောင်သူ့သားအရင်ဆိုတဲ့ချက်ရောင်းရောင်းရမယ်ကွာအေးပါရောင်းတာမရောင်းတာတာတာငွေကငွေပုံလိုက်ပြီးမယ်ဆိုတော့အဲ့လိုများတဲ့ငွေရောမြင်မှရှိလို့လားဆန်တဲ့ရလေကွာငါမှတော့မရှိလို့ကွာအခုစီမှရှိလေကွာအခုရှိရင်ငွေရှိတယ်ပူကြမလို့ဘူးရောင်းဘာလဲအခုဆိုတော့မင်းစရာဝင်းအောင်လားအေးလေကွာအခုဝင်းအောင်ပြောတာပေါ့ ။မင်းကသာပိုင်ပြောနေ။မင်းဇာဝင်းရောကကြက်တကောင်အတွက်နဲ့ပတ်စံအလောက်များကြီးပြီးမာနေလားကွာ။တိတ်ပြီးတော့ပေါ့ကွာ။ငါတို့အဲ့ဒီကြက်ကိုတကယ်လိုချင်နေဆိုရင်အကူကငွေဘလောက်ပဲကုန်ကိုသုံးတယ်။သူ့တဲ့ငွေဆိုတာရေးပဲကွာ။အေးပါအေးပါ။ဒါဆိုအဲ့ဒီကြက်ကိုငွေပုံလိုက်ပြီးပြီးတော့မင်းဝယ်လို့ရပါစေလို့ပဲငါဆုတောင်းပေးတယ်ဟ။အဲလိုနဲ့နောက်10မိနစ်လောက်ကြာတော့အုံမင်းသားရွာသားကသူ့ချက်ကိုစိတ်ကြိုက်ကုပ်ပြီးပြီမို့ဒုတိယအခြေတိုက်ဖို့အတွက်ဝိုင်းနေပြန်ချပေးပါလေအုံမင်းသားရွာသားကသူ့ရဲ့ချက်ကို ိုင်းနေပြန်ချလိုက်တာကြောင့်မင်းနှစင်းလူကလည်းသူ့ရဲ့ချက်ကိုဝိုင်းနေပြန်ပြီးတော့ချပါလေအဲ့လိုချလိုက်တာနဲ့တပြိုင်တည်းထဲမှာအုံမင်းသားရွာသားချက်ကဒရဲချမ်းပြေခုပြီးအထိနာထားပြီးမဲ့တပည့်ချက်ကိုကြောက်လန့်ခြင်းမရှိဂယူလည်းမဆိုင်ဒါပေမဲ့လည်းမင်းနှစင်းလူရဲ့ချက်ကလိမ္မာပါနေတဲ့ချက်ဖြစ်တာကြောင့်ပဲအဲ့ဒီချက်ရဲ့ခွေးချက်တွေကိုကလင်းလင်းမြဲမြဲနဲ့နောက်ကိုဆုပ်ကရှောင်းသွားတယ်ကျွန်တော်ကိုအသာလေးမြောက်ပေးထားလိုက်တော့အုံမင်းသားရွာသားချက်ကခွေးချက်တွေလွဲကအားလုံးပြီးတော့ပြန်ကြမင်းနှစင်းလူရဲ့ချက်ရဲ့အတက်က ူးမျက်နာတော်တော်ပြီးတော့ထိပါတယ်ချက်ချင်းဆိုစလို့အုံမင်းသာရွာသားချက်ရဲ့မျက်နာမှာတွေးရီဆိုကအထိနာသွားပြီးအဲဒါကြောင့်နောက်ဆုံးနောက်ဆုံးဖြစ်သွားပြီးတော့တပည့်ချက်အရင်နေနာကိုတည်တာနဲ့မျက်နှာလူရဲ့ချက်ကအလွတ်မခံပဲအုံမင်းသာရွာသားရဲ့ချက်ကိုအတင်းဖိပြီးတော့ခုတ်ပါတယ်ရွာကန်ချက်ဘာမှပြင်မလို့နိုင်ရှောင်းလင်းမရှောင်းနိုင်မျက်နှာတွေပဲတစ်ချက်ပြီးတစ်ချက်အခုတ်ခံရပါတယ်ခဏလေးတွင်မှာအုံမင်းသာရွာသားချက်မျက်နှာတစ်ခုလုံးကစုပ်ပြက်တဲ့ကတွေးချင်းချင်းနေလို့သွားခဲ့ပါတယ် အဲ့လိုနဲ့နောက်တောင်းလောက်ကြတဲ့အခါမှာတော့မြန်စင်းရဲ့ချက်ကအုံမင်းသားရွာသားရဲ့ညာဘက်မျက်လုံးတည့်တဲ့ကိုအပြင်းပြင်းနဲ့ခုတ်ထည့်လိုက်ပါတယ်အတက်ကအုံမင်းသားရွာသားချက်ရဲ့မျက်လုံးကိုတွားထိပ်ပြီးချက်ချင်းဆိုသလိုအုံမင်းသားရွာသားချက်လည်းမျက်လုံးကန်းလို့တွားပါတယ်ကြက်ဝိုင်းကိုကြည့်နေကြတဲ့လူတွေအားလုံးဟာကနေဟင်ကနေဖြစ်သွားကြပြီးတော့ကျက်ပန်ရှင်ဖြစ်တဲ့အုံမင်းသားရွာသားကိုယ်တိုင်လည်းဟာကနေဟင်ကနေဖြစ်သွားရပါတယ်မြန်စင်းလူရဲ့ချက်ကအလောင်းနဲ့မကျင်းနဲ့ပဲဘေးဘက်မျက်လုံးကိုလည်းအပြင်းပြင်းနဲ့ခုတ်လိုက်တော့ ဘဲဘက်မျက်လုံးလေးအတက်နဲ့ထီကကန်းသွားခဲ့ပြီးရွာကန်းကျက်မျက်လုံးနှလုံးကန်းကဘာမှမမြင်တော့ပါဘူးအဲ့ဒီချိန်လေးကိုရောက်တော့မှမျက်နှာသိမ်းလူရဲ့ကျက်ကခြေတော်နှချောင်းကိုကွေးကအုံမင်းသားရွာသားရဲ့ကျက်ကောင်းပေါ်ကိုပြန်တဲ့သွားပြီးချင်းနှဖက်နဲ့ဘဲညာဆက်ကအားကုန်ခုတ်ချလိုက်ပါလေရွာကန်းကျက်ဟာမျက်လုံးနှလုံးကန်းနေတာကြောင့်မရှောင်တင်းနိုင်အတက်တဆုံးစုကမြေပြင်ထက်ကိုအယုတ်ကျိုးပြဲလဲကြပြီးစငင်စငင်ဖြစ်သွားခဲ့ပြီးတော့မျက်နှာသိမ်းလူရဲ့ကျက်ကခြေတော်နဲ့ပြင်းင်းကခေါင်းကိုဆိတ်ဆွဲထားပါလေ မိမိရဲ့ချက်ကိုတစ်ဖက်ချက်ကအဲ့လိုနိုင်ထည့်စင်းနေလို့နေရကိုအုံမင်းသာရွာသားကဘာမှသွားမလို့မောင်းလဲမမောင်းကောက်လဲမကောက်ကြည်ကောင်းကောင်းနဲ့ကြည်နေပါလေအဲ့လိုနဲ့တောင်းလောက်ကြတော့ရွာကန်းချက် လုံးဝကိုငြိမ့်သက်ပြီးဘဝတစ်ပါးကိုကူးပြောင်းလို့သွားပါလေအဲ့တော့မှမျက်နှာလေးရဲ့ချက်ဟာဘာမှဆက်မလို့တော့ပဲချက်တွေကြီးကိုချောင်းနဲ့နင်းကချက်ပိုင်ရှင်ဖြစ်တဲ့အုံမင်းသာရွာသားကို မိုက်ကြည့်ကြည့်လိုက်ပါလေတိရစ္ဆာန်ဖြစ်တဲ့ချက်တကောင်ကမိမိရဲ့ချက်ကို အဲ့လိုမကြီးကြီးတဲ့တွေရွာသားလေးမျက်လုံးပြူသွားပြီးအံ့ဩလို့လည်းသွားပါတယ်။ကြက်ဝိုင်းကိုကြည့်နေကြတဲ့လူတွေကတော့အောင်းနေသူဖြစ်တဲ့မြန်လေးလူရဲ့ချက်ကိုလက်ခုပ်တီးကဩပါပေးပြီးအဲ့ဒီထဲမှာမောင်အေးတို့လူစုလေးပါပါတယ်။ကဲငါကောင်းမင်းတိတ်တော်တယ်ကွာ။တိုက်ဖက်တွေကိုတုံးကြည့်ပြီးဆွဲမခုနှစ်ကြည့်တဲ့နော်အပြက်သက်ဖြစ်တယ်။တကယ်ကိုမွေးရကျွေးရကျွနဲ့တဲ့ကောင်းအဲ့ဒါကြောင့်လည်းအချစ်တွေပုံနေရတာကွာ။မြန်လေးလူကသူ့ရဲ့ချက်ကိုကောက်ပြီးကပြောပါတယ်။ပြီးတော့သူ့ရဲ့ချက်နဲ့ နောက်ထပ်တိုက်ရဲတဲ့ကြက်ရှိသေးလားလို့စိန်ခေါ်ပါတယ်။သူကသာစိန်ခေါ်နေတာကြက်ပိုင်းမှာရှိတဲ့ကြက်သမားတွေကတော့အသာလေးပဲငြိမ်နေပါတယ်။အဲ့လိုနဲ့တုံးချိန်မြောက်တာပြေးခဲ့ပြီမေဘသူတူတယောက်မှမလို့အဲ့လိုမလို့တာလေစမ်းတော့လည်းမစမ်းသူတို့ရဲ့မျက်စိရှိမှတယ်။တစ်ဖက်ကျန်တဲ့ကောင်ကိုအသေးခွတ်တက်သွားခဲ့တဲ့မြင်းသိန်းလူရဲ့ကြက်ကိုရှင်ပြီးတော့မှကြောက်လန့်နေတာပါ။အဲဒါကြောင့်မြန်နေလူရဲ့စိန်ခေါ်မှုကိုဘသူကမှလက်မခံရတာပါ။ကဲကဲကဲ ကျုပ်ရဲ့ကျက်နဲ့တန်ရည်တဲ့ကျက်မရှိတော့ဘူးဆိုတော့ပြန်ခွင့်ပြုပါဗျာကဲမကုန်ရင်တော့အားလုံးနဲ့ဒီနေရာမှာပဲနောက်တစ်ချိန်ထပ်ပြီးတော့ပြန်ဆောင်ကြပါသေးတယ်ဗျမြင်းနေလူကနှုတ်ဆက်စကားပြောပြီးတော့အဲ့ဒီနေရာကသွားမယ်လို့တော့ဖျောက်မသွားနဲ့အောင်နေဦးမင်းကမေးကြရှိတယ်ဘုံဝင်သာကျော်သားကရုတ်တရက်ပြောပြီးမြင်းနေလူကဘာလဲဆိုတဲ့အမှုရနဲ့မေးဆက်ပြပါတယ်မင်းဒီနေရာမဟုတ်ပါဘူးမင်းကဒီနေရာမှာတကားမှလည်းမမြင်ဘူးအေးဟုတ်တယ်ငါကဒီနေရာမဟုတ်ဘေးနေရာ ဒီနေ့ကိုခဏလာလေလားကြက်လဲတိုင်ရင်ပေါ့ကွာဒါဆိုမင်းအခုဘယ်ဟိုပြန်မလဲဘယ်မှာတဲရလဲငါဘယ်ပြန်မလဲဆိုတော့တရတန်းရွာကိုပြန်မင်းဘယ်မှာတဲလဲဆိုတော့အဲ့ဒီရွာငါအတိအိမ်မှာတဲတယ်။အုံမင်းသာရွာသားကခေါင်းတင်းချင်းချင်းလှုပ်လိုက်ပြီးတော့ဖက်နေတယ်မော်ဘာကိစ္စနဲ့မင်းကငါ့ကိုအခုလိုမေးရလဲဘာလဲရောင်မင်းချက်ကိုအတိခွတ်တက်သွားလို့မကြည်နဲ့လို့ငါ့ချက်နဲ့နောက်ထပ်ပွဲတဲခြင်းလို့လားအုံမင်းသာရွာသားကတောပေါ်ရုံပြုံးကခေါင်းချင်းပြပါတယ်တိတ်ရတာပေါ့ကွာဘယ်နေဘယ်ချင်း ဘယ်နေရာမှာတက်ရှင်လဲပြောအချိန်မီးငါ့ကိုလာပြောလေငါတည်တန်းရွာမှာရှိတယ်အေးမင်းလာမယ့်နေ့ကိုလေငါလက်ချိုးရည်ပြီးစောင့်နေမယ်ဒါမှမဟုတ်တခုတော့ငါကြိုပြောထားမယ်နော်အဲ့ဒါကျန်တော့အခုလိုအလကားချင်းကမတိုက်ဘူးလောင်းကြီးနေမှာတိုက်မှာလောင်းကြီးတော့မှငါနေရင်မတိုက်ဘူးရောညမှာတိုက်မှာအေးပါတော့စတော့မင်းချက်ကိုအနာပြီးတော့ငါလည်းမင်းချက်ကိုအသေးပြန်ပြီးတော့ခွတ်နိုင်မယ်ချက်ကိုလိုက်ရှာလောင်းမယ်သိတဲ့တဲ့နေ့ငါမင်းစီကိုဆက်ဆက်လာခဲ့မယ်ကောင်းပါပြီပါကဲပြောင်းဝဲပြီပေါ့မင်းနေတဲ့လူကအဲ့လိုပြောပြီးတော့ သူ့ရဲ့ချက်ကိုအပွေကတလန်ချင်းထွက်သွားခဲ့ပါလေ။ကဲကြီးမင်းကောင်တော့ပြန်ပြီ။ဝေကျင်တမဆိုရင် မြင်မြန်သာလိုက်ဝဲတော့။ညော။ငါ့ကိုလိုက်ဝဲဆိုတော့မင်းတို့ကလည်းမလိုက်ဘူးလား။မလိုက်ပါဘူးကွာ။ဒီဟာပဲစောင့်တော့မယ်။အင်းပြီးတော့ကွာ။ဒါဆိုရင်ငါ့ဟာငါသွားတော့မယ်။ရဲကြီးကပြောပြီးတော့မြင်းမင်းရဲ့ငကြုပ်ကိုခေါ်ကမြင်းနေလူရဲ့နောက်ကိုခတ်တုတ်တူလေးလိုက်သွားလိုက်ပါလေ။ပရိသတ်တွေနာဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူမြန်မင်းအောင်ရေးသားထားတဲ့လူမိုက်ကြီးမျိုးဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းကြန့်ရှိနေတဲ့အပိုင်းတွေကိုတင်ဆက်ပေးဖို့ရှိပါရခင်ဗျ။စောင့်မျှော်နှားစင်အားပေးသွားကြပါဦးခင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီးပွားလက်လာပါများဒီရီအလားတိုးတက်ကြပါကြပါစေဗျာ။